မင်္ဂလာပါရှင်ကျမတော့ဖူးဦးညွယ်ပါ DV ရုံမြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါမြန်မာနိုင်ငံသတင်းတွေကမ္ဘာသတင်းတွေနဲ့အတူအားကစားသတင်းတွေကိုလည်းရှုစားကြရမှာပါရှင်တနင်္သာရီတိုင်းဘိတ်ခရိုင်ကျွန်းစုမြို့နယ်မှာကိုကိုကိုအဆုံးစီရင်ခဲ့တဲ့စစ်ကောင်စီတပ်သားတယောက်ရဲ့အလောင်းကိုတဲဖို့ထွက်လာတဲ့ပြူစောတိအဖွဲ့တွေမိုင်းဆွဲခံရပြီးပြူစောတိကောင်းဆောင်တယောက်သေဆုံးပြီးတော့၄ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံပြည်သူတွေကပြောပါရတယ် ဧပြီလ30ရက်နေ့ညနေပိုင်းကဝါရစ်ကြီးရွာကိုရောက်နေတဲ့စစ်ကောင်စီတပ်သားတယောက်တပ်သေးခဲ့တယ်လို့သိရပြီးအလောင်းကိုတဲဖို့မောင်းတော်ကြီးရွာကနေထွက်လာတဲ့ပြူစောထီအဖွဲ့ကိုပြင်းဝန်းကြီးရွာရေတခွန်နားမှာတော်လိုင်းတပ်ဖွဲ့ကမိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ဒေသခံကပြောပါရယ်အဲ့ဒီတိုက်ခိုက်မှုကြောင့်ပြူစောထီကောင်းဆောင်ထွန်းဝေဆိုသူနေရာမှာပွဲချင်းပြီးတည်ဆုံသွားတယ်လို့ဒေသခံတွေကနေတဆင့်သိရပြီးတိုက်ခိုက်မှုဖြစ်စဉ်နဲ့ပတ်သက်လို့ကျွန်းစုမြို့နယ်ပကဖအဖွဲ့ကို DVB ကဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါရယ်ရှင် အေရီတိုင်းမှာပြီးခဲ့တဲ့နှစ်လအတွင်းစစ်ကောင်စီတပ်ကအမျိုးသမီးတွေအပါအဝင်စစ်ပေးရှောင်148ယောက်ကိုဖမ်းဆီးထားတယ်လို့စစ်ရှောင်အရေးကူညီပေးနေသူတွေကပြောပါရယ်။အေရီတိုင်းမှာပြီးခဲ့တဲ့မတ်လကစစ်ပေးရှောင်အမျိုးသား68ယောက်နဲ့အမျိုးသမီး31ယောက်၊ဧပြီလထဲမှာအမျိုးသား39ယောက်၊အမျိုးသမီး9ယောက်နှစ်လတာကာလအတွင်းစုစုပေါင်း148ယောက်ကိုစစ်ကောင်စီတပ်နဲ့ရဲတွေကအကြမ်းဖက်သမားတွေလို့ဆွဆွဲပြီးဖမ်းဆီးခဲ့တာလို့သိရပါရယ်။ ဖန်းစီခံရသူတွေဟာလက်တလောတိုက်ပွဲဖြစ်ပွားနေတဲ့လေးမျက်နာမြို့နယ်ကအပါအဝင် AR တိုင်းနဲ့ရခိုင်ဘက်ကနေစစ်ရှောင်လာရင်အဖမ်းခံရတာများပြီးအဲဒီစစ်ရှောင်တွေကိုရဲရီနဲ့စစ်ကောင်စီတပ်ကတရားလိုလုပ်ပြီးတော့အကြမ်းဖက်ဥပဒေနဲ့အမှုဖွင့်အရေးယူထားတာရှိသလိုဘယ်ပုံမှန်နဲ့မှအရေးယူခြင်းမရှိသေးဘဲဖမ်းဆီးထားတာတွေလည်းရှိနေတယ်လို့စစ်ကောင်စီတပ်နဲ့နှိစက်သူတွေစီကနေသိရပါဗျာရှင် ဆရာနာသိမ်းမှုအောက်ကမြန်မာလူ့သမားတွေဟာပြည်ရင်းရောပြည်ပနိုင်ငံတွေမှာပါလူ့သမားအခွင့်အရေးချိုးဖောက်ခံရမှုတွေရှိနေတယ်လို့လူ့သမားတွေနဲ့လူ့သမားကြီးလှုပ်ရှားသူတွေကပြောဆိုကြပါတယ်။ဇွဲတဲ့တဲ့ရင်ပြဖို့ထားပါတယ်ရှင်။2025မေလ1ရက်နေ့ဟာကမ္ဘာလူ့သမားနေ့နှစ်ပေါင်း135နှစ်ပြည့်မြောက်တဲ့နေ့ဖြစ်ပြီးဒီကနေ့အထိလူ့သမားတွေဟာအလို့သမားအခွင့်အရေးချိုးဖောက်ခံရမှုတွေအတွက်တောင်းဆိုမှုတွေတိုက်ပွဲတွေဝင်နေရပါတယ်။ ဆီယနာတင်ခံထားရတဲ့မြန်မာနိုင်ငံကအလုပ်သမားတွေကတော့ပြည်တွင်းကဆက်ယုံအလုပ်ယုံလုပ်ငန်းခွင်တွေမှာရောအိနီချင်းနယ်ဆက်နိုင်ငံတွေမှာပါပုံစံမျိုးစုံနဲ့အလုပ်သမားခွင်ရည်တွေချိုးဖောက်ခံနေကြရပါတယ်။မြန်မာပြည်တွင်းကိုကြည့်မယ်ဆိုရင်ဆက်ယုံအလုပ်ယုံတွေမှာအခြေခံအလုပ်သမားတွေလောက်ခလာစာလာလာငငမရရှိတာလောဝါဆန်ချင်းတွေတိုးတောင်းတာစတဲ့မမျှတတဲ့လုပ်ငန်းခွင်တွေမှာ ဖိနှိပ်မှုတွေမျိုးစုံကိုခံရတာပါဒီအခြေအနေတွေကြားမှာအလုပ်သမားခွင်ရည်တောင်းဆိုတဲ့နေဟာလဲတိတ်ဆိတ်သွားပြီး အလုသမားဥပဒေဆိုတာစာအုပ်ထဲမှာသာကျန်တော့တယ်လို့အလုသမားတွေကဆိုကြပါဗျ။အလုသမားခွင့်ရအတွက်တောင်းဆိုမှုတွေပြုလုပ်လို့အကြောင်းမဲ့အလုထုတ်ခံရတဲ့ဖြစ်ရပ်တွေလည်းရှိနေပြီးတိုင်ကြားတဲ့အခါမှာထိရောက်တဲ့အရေးယူမှုတွေမရတဲ့အပြင်တံပြန်တရားစွဲဆိုခံရတဲ့အခြေအနေတွေလည်းရှိနေပါဗျ။ဖြည်ရင်းကဆက်ယုံတစ်ခုမှအလုလောက်ကနေတဲ့အမျိုးသမီးတူကတော့သူကြုံရတဲ့ဖြစ်ရပ်ကိုအခုလိုပဲပြောပြပါဗျ။ ဒီရုံငယ်နဲ့ထထွက်လာပြီးတော့ညီမကိုကိုဒီလက်ရောက်စောင့်ဆွဲပြီးတော့ထုတ်တယ်သူဆက်ရုံမှာဒါငါဆက်ရုံလေးလုံးစရာမလိုဘူးဆိုပြီးတော့လက်မောင်းကိုကင်ပြီးတော့စောင့်ဆွဲပြီးတော့ကိုဒီလက်ရောက်အဲ့လိုမျိုးအပြင်ကိုဆွဲထုတ်တာခုကကညီမနဲ့ညီမအလုံတမဥပဒေကအញ្ញမ်းမဲပေါ့ဟိုအားနေရပေါ့နော်အလုံတမတွေဘာမှယက်တီပေးထားတာဟိုဒီဥပဒေလောကြီးရှိရင်တော့မှဒီသူတို့အနေနဲ့ဒီဥပဒေကိုမကြီးကျက်နိုင်ဘူးလို့တော့ညီမအနေနဲ့မြင်တယ် စစ်တကအာနာသိမ်းပြီးနောက်ပိုင်းအဖက်ဖက်ကမြင့်တက်လာတဲ့ကုံစင်းလုံးတွေချာမှအလုံသမားတွေလက်ရှိရနေတဲ့အနေဆုံးလောက်ခလာစာ၄800ဟာဆိုရင်လည်း2018ခုနှစ်ကလေးကတက်မှတ်ထားတာကြောင့်ခေတ်စနစ်နဲ့မကန့်ညီတဲ့နှုန်းထားဖြစ်နေပါဗျ။ဒါကြောင့်မြန်မာပြည်တွင်အနေဆုံးလောက်ကအခချင်းဝင်နှုန်းထားကိုတရက်7000အထိတိုးမြင့်တက်မှတ်ပေးဖို့ကမ္ဘာအလုံသမားနဲ့မေဒင်းနဲ့မှာအလုံသမားအဖွဲ့တချို့ကတောင်းဆိုထားကြပါဗျ။တဖက်မှာလည်းစက်ရုံအလုံးရုံတွေမှာလောသမားတွေလွတ်လပ်စွာသင်ပင်းဖွဲ့စည်းခွင့်မရရှိဘဲ မမြတာတဲ့လုပ်ငန်းခွင်တွေအတွက်စူပောင်းတောင်းဆိုမှုတွေဥဆောင်တောင်းဆိုသူတွေကိုအပြစ်ပေးအရေးယူတာစတဲ့ချိုးဖောက်မှုတွေကိုအများဆုံးကြုံနေရတယ်လို့ဆိုပါတယ်။စိတ်ဝင်ထဲမှာတမကဖွဲ့ဖို့အတွက်ကိုစီယုံနဲ့ဆိုတာနဲ့လှုပ်ထုတ်တာနောက်တစ်ခါဒီလောက်ခလာဆိုတာတိုးတောင်းတယ်လုပ်ငန်းခွင်ရဲ့အခြေအနေပေါ့နော်။မမြတာတဲ့လုပ်ငန်းခွင်အခြေအနေဒီပေါ်မှာဒီစူပောင်းတောင်းဆိုမှုပြုဖို့အတွက်ဥစည်းဥဆောင်လုပ်တယ်အဲ့လိုဒီမျိုးတွေကိုသူကအတန်ကြားလာတယ်ချက်ချက်အလောက်ကနေပြီးတော့အမင်းရဲ့အစစ်အစစ်မရှိထုတ်ပလိုက်တယ်။ဥပဒေတိုင်း ီ warning ထိုးမယ်ပြီးလို့ရှိရင်သူ့ရဲ့ warning ပြေးမှထုတ်မယ်ဒါမျိုးမလာတော့ဘူးဒီလိုလုပ်တယ်ဆိုတော့ဒီလိုတန်းထုတ်လိုက်တယ်အတန်းထုတ်လိုက်တဲ့ခါကျတော့သူတို့ကအေးအေးယူခံရလားဆိုအဲ့အပြစ်ကိုကျူးရတဲ့သူကြီးအေးအေးယူခံရလားဆိုတော့လေသူတို့ကကြာလွတ်တယ်ဒါပေမဲ့အလုံးသမားကိုကြာတော့ရှာဖွေပြီးတော့နီးပေါင်းဆောင်လဲပေါ့နော်ဒီအပြစ်ပေးအေးအေးယူဖို့တည်းစူးစမ်းတယ်တရားစွဲတယ်အမှုဖွင့်တယ်နီးပေါင်းဆောင်လဲပေါ့သူတို့မှာကအာဏာလည်းရှိတယ်ငွေလည်းရှိတယ်ဆိုတဲ့ခါကျတော့ အလုံသမားပေါ်မှာလှုပ်ချင်တာကြီးလှုပ်နေတာပေါ့နော်ဒီဒဏ်တွေကိုတော့ကျမတို့တွေကပြည်တွင်းထဲမှာဒီကာလကတော့နှိမ့်ပင်ခံနေရတယ်စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းနိုင်ငံတွင်းမလုံခြုံမှုနဲ့အလုတ်ကင်ခွင်လန်းရှားပါမှုတွေကြောင်းအင်းနီချင်းထိုင်းနိုင်ငံတွေကိုဝင်ရောက်အလုတ်လုပ်ကင်နဲ့အလုံသမားတွေဟာလည်းတိမ့်နေချီရှိနေပါတယ်မြန်မာရွှေပြောင်းလူသမားတွေဟာဖိနှိပ်မှုမျိုးစုံခံရပြီးအလို့သမားခွင့်ရလူခွင့်ရချုပ်ဖောက်မှုတွေနေ့စဉ်နဲ့အမျှကြုံနေရတယ်လို့ထိုင်းရောက်အလို့သမားရဲ့ကွန်ကြီးဘေးသူတွေကပြောပါဗျာ မေရီက1890အခုဆိုနှစ်ပေါင်း135နှစ်ရှိဒီနေ့လို့ရှိရင်7နာရီရရှိပြီးမိုင်းဝင် မော်ဟုံးဝင်တိုက်ပွဲကြီးကအခုပြန်လဲတိုက်ပွဲဝင်ရမလို့ဖြစ်နေအလုံးမအားလုံးကဒီနေ့ကို7နာရီ7နာရီလို့လို့ရပြီးတော့ထိုက်တဲ့လိုအားကလည်းမရဘူးအခြားသောဆက်ဆက်တဲ့အလုံးမအခွေးကြီးလည်းထူပေါက်ခံရတယ်ဒီပြင်မှာအလုရှင်နဲ့အလုရှင်ရဲ့အတိုင်းဝိုင်းဖြစ်တဲ့ဒီမန်နေဂျာဝနာတွေအကုန်လုံးကအလုံမားတွေပဲပေါင်းနေပြီးတော့ချိုးဖောက်နေတယ်အမျက်ထုတ်နေတယ် ထိုင်းနိုင်ငံကတချို့သောလုပ်ငန်းရှင်တွေဟာမြန်မာပြည်ရဲ့မလုံခြုံတဲ့အခြေအနေနဲ့အလောက်ကန်ရှာပါမှုကိုအကြောင်းပြုပြီးဖိနှိပ်မှုတွေပိုလွတ်လာကြတယ်လို့လည်းရွှေပြောင်းလုံသမားတွေနဲ့လုံသမားရေးလှုပ်ရှားသူတွေကမှတ်ချက်ပြုပြောဆိုနေကြပါတယ်။ကွာဆန်လာစာကိုနှစ်လသုံးလချင်းမပေးဘူးဝနာတွေကလည်းအဲ့လိုမျိုးမတောင်းပေးဘူးတထေးတွေကိုအဲ့လိုအဲ့လိုမျိုးပေါ့ ီးတော့ဝနာရီပဲစားပြစ်တာလားဒါမှမဟုတ်တတိယပဲမပေးရလားလည်းမသိဘူးဒီလားမရဘူးဆိုတော့နောက်လာပေးမယ်ဆိုပြီးတော့တောင်းရင်းဆောင်နေအဲ့လိုမျိုးတုံးလားစက်တိုက်ကြည့်အဲ့လိုမျိုးမရပဲနဲ့ဖြစ်သွားတယ်အဲ့ပြီးတော့မှမနိုင်တော့တာနဲ့အမအလုပ်လေးလုပ်ပေးရတယ်အခန်းကလည်းရှင်းရတယ်ပြီးတော့စာစေ့ကြီးလည်းပေးရတယ်ဆိုတော့အဲ့ဒါနဲ့မနိုင်တော့တာနဲ့အဲ့ဒါနဲ့မြန်မာပြန်တဲ့လူပြန်တဲ့ဒါမှမဟုတ်လေဟိုအမျိုးကြီးရှိတဲ့ဘက်ကိုလည်းတွားကြတယ်အဲ့အဲ့လိုမျိုးပေါ့2025မေလတရက်ကမ္ဘာလူသမားနေ့မှာထိုင်းရောက်မြန်မာရွှေပြောင်းလူသမားတွေကအလုပ်သမားခွင့်ရလေ ဝါပါမဲ့ဗီဇာတက်တန်းတို့ကိစ္စတွေအမြန်လုပ်ပေးဖို့နဲ့လုပ်ငန်းခွင်အတွင်းအလုပ်သမားတည်ဆုံမှုတွေအတွက်နိနာအခြေကိစ္စတွေကိုထိုင်းနိုင်ငံဘန်ကောက်မြို့မှာစူပေါင်းချီတက်တောင်းဆိုခဲ့ကြပါရခင်ဗျာကျွန်တော်ဇွဲသစ်ပါ TV ရုံးမြင့်တန်ကြားတဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါကျမတော့ဖူးဤဤနယ်ပါကြည့်ရှုနာဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်